ကရင်မျိုးသားစီယုတ် KNU ကကရင်ပြည်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့မှာဒေသန္တရအမိတ်တရားကိုထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ညဘက်ခရီးသွားလာမှုမလုပ်ကြဖို့ညမထွက်ရအမိတ်ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ KNU ထိတ်ကျုံနယ်မြေဖြစ်တဲ့ကြုံတိုးမြို့နယ်ထဲမှာညရှိနိုင်ကနေမနက်6နာရီအတွင်းခီးသွားလာတာမျိုးလုံးဝမလုပ်ကြဖို့တားမြစ်ထားတာပါ။ဒီလိုအမိန့်ထုတ်ရတာဟာလက်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်အသဲနဲ့နယ်မြေမတည်ငြိမ်မှုအခြေအနေတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ကော့ကရိတ်ကြုံတို့ကြားနဲ့ကော့ကရိတ်မြဝရီအာရှလမ်းမတစ်လျှောက်မှာလဲစစ်ကောင်မရှင်တပ်ဖွဲ့တွေကပြီးခဲ့တဲ့လကတည်းကစစ်ရဲအဖြစ်တင်ထိုးစစ်စင်နာရီလုံနေခဲ့တာပါဒီလိုထိုးစစ်တွေကြောင့်နေမြေခံ KNL နဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်မရှင်တပ်တွေကြားအပြင်းထန်တိုက်ပွဲတွေဖြစ်နေတာပါ။ဒါအပြင်ပြည်သူတွေအနေနဲ့စစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့်ဗိုလ်ခုချင်းတွေတူထားကြဖို့လေ KNU ကတတိပီနိုးစော်ထားပါသေးတယ်။ KNU ကထုတ်ပြန်ထားတဲ့ဒီအရေးပေါ်ဒီသန္တရအမိတ်တွေကို မလိုက်နိုင်ရင်တော့ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ဆိုထားပါတယ်